ချာရှုံးနိုင်ကိုကိုကိုပြန်လဲစမ်းစစ်ပါပြီးရင်သင်္ကန်းစာတွေယူပါအောင်မြင်သူတိုင်းချာရှုံးမှုကိုကြော်ဖြတ်ခဲ့ရတာပဲသူတို့လက်မလျှော်ခဲ့လို့ဒါဒီလိုအောင်မြင်မှုတွေရနေကြတာကိုကိုတိုင်းလည်းဘဝမှာချာရှုံးမှုတွေနဲ့ကြုံတွေ့တဲ့အခါမှာဘယ်တော့မှလက်မလျှော်ဘူးဘယ်တော့မှအရှုံးမပေးလိုက်ပါဘူးချာရှုံးမှုဆိုတာက အဆုံးသက်တစ်ခုမဟုတ်ဘူးဆိုတာသိထားပါဘေးရင်နားလေထားရမှာကချရှုံးဖို့ဆိုတာကနီလန်အသည့်ရှာဖွေနိုင်မှုအခွင့်အလမ်းပဲဖြစ်တယ်ဒီတော့အဲ့ဒီအခွင့်အလမ်းကိုဘယ်တော့မှလက်အလုံးမခံနိုင်စိတ်ထဲမှာကြပဲနေဇွဲနှစ်ပဲနဲ့ဆက်ပြီးတော့မှကြိုးစားပါကိုယ့်ရဲ့ဘန်းနိုင်ကမကြခင်ရောက်တော့မယ် အထိတ်ကအမားတွေကိုအနာခက်အထွတ်သင်ငန်းစာအဖြစ်အသုံးချဖို့လိုလိမ့်မယ်။အောင်မြင်မှုဆိုတာချရှုံးမှုတွေကိုဘလူးကင်တွေဖြင်းရှင်းတလင်းဆိုတာအပေါ်မှာမိခိုးရယ်။ကိုယ့်ရဲ့ကင်တွေဖြင်းရှင်းမှုအရာအောင်မြင်မှာလားရှုံးနေမှာလားဆိုတာကအဖြစ်ပဲ။ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုမပြောက်ပြတ်ပါစေနဲ့။ ဘလို့အနေအထားပဲရောက်ရောက်ကိုယ့်ရဲ့စိတ်အားထက်တန်မှုတွေရှိနေပါကိုယ့်ရဲ့အိမ်မက်တွေကိုဘယ်တော့မှစွန့်လွတ်မဖြစ်ပါနဲ့ဘလောက်ပင်ခက်ခဲနေပါသည် ကိုယ့်ရဲ့အိမ်မက်တွေနောက်ကို လိုက်မယ်လို့တန်တိတ်ထန်ချထားပါကိုကိုကိုယုံကြည်မှုရှိပါ ကိုလုံးနိုင်တယ်ဆိုတာကိုလည်းယုံကြည်ပါဘလောက်ပဲကြာရှုံးကြာရှုံးနောက်ဆုံးမှာ အောင်မြင်မှုဆိုတာက ကို့အတွက်စောင့်စားနေလိမ့်မယ်။ဂျာကာတာကျွန်တော်တို့ငယ်ရီကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆူလိုများတာဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ရီနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုဖြောဖြောရွှွှွှွှွနဲ့ဖြတ်တန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်တို့ကုညာနေအောင်ပါ။